အားလုံးပဲမင်္ဂလာပါခင်ဗျာ Dr. Beast မြန်မာ YouTube Channel မှာတက်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြပြပေးခြင်းတဲ့အကြောင်းအရာကတော့ GERD ဒါမှမဟုတ်ရင် GORD လို့ခေါ်တဲ့စချင်ပြန်ယောဂအကြောင်းပဲဖြစ်ပါတယ်ဒီတော့စချင်ပြန်ယောဂဆိုတာဘာလဲစချင်ပြန်ယောဂဆိုတာကအစာအိမ်ထဲမှာရှိတဲ့အစာချေရည်တနည်းအားဖြင့်အစာချေတဲ့အဆစ်အရည်တွေက esophagus လို့ခေါ်တဲ့အစာပြုံကိုဖြတ်ပြီးတော့အပေါ်ကိုပြန်တက်လာတာကိုဆိုလိုတာပါလွယ်လွယ်ပြောရရင်တော့အစာအိမ်ကနေအောက်ကိုပဲဆက်ဆင်းသွားတဲ့နဲ့အစာတွေအရည်တွေကအောက်ကိုဆက်မဆင်းဘဲနဲ့အပေါ်ကိုပြန်တက်လာတဲ့သဘောပါဒီယောဂမှာများသောအဖြစ်တွေ့ရတဲ့ယောဂလက္ခဏာများကတော့နံပါတ်1ရှင်ပူခြင်း ူကတော့အထူးသဖြင့်အစာစားပြီးချိန်နဲ့အိပ်နေချိန်မှာပိုဆိုးတတ်ပါတယ်။နံပါတ်2ရှင်ဘတ်အောင်ခြင်းနံပါတ်3အစာမြိုချခတ်ခြင်းအစာစားပြီးချိန်မှာလေချောင်းထဲမှာအစာတွေကျန်နေတယ်လို့မျိုးမကျတယ်လို့ခံစားရခြင်းနံပါတ်4ပါဇက်သေးသည့်အစာတွေဒါမှမဟုတ်ရင်ခြင်တဲ့အရာတနည်းအားဖြင့်အက်ဆစ်တွေပြန်တက်လာခြင်းဒါတွေဖြစ်တတ်ပါတယ်။ အကယ်၍ပိုဆိုးမယ်ဆိုရင်တော့ညာဘက်အိတ်မပြောတာရက်ရှည်လာများချောင်းဆိုးတာပန်းနာရင်ကျက်ယောဂရှိရင်ယောဂပိုဆိုးလာတာ laryngitis လို့ခေါ်တဲ့အသက်ရှူလမ်းကြောင်းနေရာရှောင်ရမ်းတာစတာတွေဖြစ်တတ်ပါတယ်ဒီယောဂကဘာကြောင့်ဖြစ်လာတာလဲဆိုတော့ကျွန်တော်တို့စေပညာဘက်ကကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့အစာအိမ်မှာ အစာတွေအစာချေရည်အဆစ်ရည်တွေကို ပေါ်ပြန်မတက်အောင်လို့စဖင်တာလို့ခေါ်တဲ့ကြွက်သားပိတ်ထားပေးပါတယ်။အကယ်၍ဒီကြွက်သားတွေအားနည်းလာပြီဆိုရင်တော့အစာတွေအရည်တွေကအပေါ်ပြန်တက်ပြီးတော့အခုပြောတဲ့စချင်းပြန်ယောဂဆိုတာဖြစ်လာတာပါ။ဒီတော့ဒီကြွက်သားတွေကိုအားနည်းစေနိုင်တဲ့အကြောင်းရင်းတွေရောဘာတွေရှိမလဲ။နံပါတ်1အဝလွန်ခြင်း။နံပါတ်2ကိုဝင်ဆောင်ခြင်း။နံပါတ်3စိတ်လိတ်တောက်ခြင်း။နံပါတ် အိတ်ခန်နီမှာအစာအများကြီးစားခြင်းနံပါတ်5စီကြောစာများစားခြင်းနံပါတ်6အရက်တောက်ခြင်းကော်ဖီတောက်ခြင်းနံပါတ်9အချိုဆေးများဥပမာအက်စပရင်လိုဆေးများတောက်သုံးခြင်းကြောင့်ဖြစ်တတ်ပါတယ်တစ်ခါတည်းမှာတော့ကျွန်တော်တို့စိတ်ဖိစီးမှုများတာစိတ်လှုပ်ရှားမှုများတာကြောင့်လည်းဖြစ်တတ်ပါတယ်ဆချင်းမြန်ယောဂရဲ့နောက်ဆက်တွဲဆိုကြူတွေကတော့ esophagus လို့ခေါ်တဲ့ အစာပြွန်ကျင်းလာခြင်းအနာဖြစ်လာခြင်းနဲ့နောက်ဆုံးကန်ဆာဖြစ်ခြင်းတို့ဖြစ်ပါတယ်ဒီယောဂအတွက်ကုသနည်းတွေကိုမပြောပြခင်မှာလေ့ကျင့်ခန်းနဲ့ကျန်းမာရေးဘူဒ္ဓဗီဒီယိုတွေကိုတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ Dr. Beast မြန်မာ YouTube Channel ကို Subscribe လုပ်ထားဖို့လည်းအကြံပြုပါရစေခင်ဗျာအဲ့ဒါမှနောက်ထပ်တင်မဲ့ဗီဒီယိုတွေအားလုံးမလွတ်တမ်းကြည့်ရှုနိုင်မှာဖြစ်ပါတယ် အခုပြောမယ်နေထိုင်မှုပုံစံပြင်ဆင်တဲ့နီလန်းလေးတွေနဲ့မိမိဘာသာကုသကြည့်ပါခင်ဗျာနံပါတ်1ခန္ဓာကိုယ်ဝေမြားနေရဆိုရင်အဝလွန်နေတယ်ဆိုရင်တော့ဝေချဖို့လိုပါတယ်နံပါတ်2ဆေးလိပ်တောက်တဲ့ရင်ဆေးလိပ်ဖြတ်ဖို့လိုပါတယ်နံပါတ်3ညနေဆောင်ဒါမှမဟုတ်ရင်ညအိပ်ခန့်နေဒီမှာအစာအများကြီးစားခြင်းကိုရှောင်ကျဉ်သင့်ပါတယ်နောက်ပြီးတော့ နေ့တနေ့ရဲ့ဘယ်ချိန်မှမဆိုအစားကိုအများကြီးစားခြင်းထက်အစားနည်းနည်းချင်းစီကိုပဲခဏခဏစားပြီးခြင်းကကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ကျန်းမာရေးအတွက်အများကြီးပိုပြီးတော့ကောင်းပါတယ်။ဥပမာပြောရရင် ကျွန်တော်တို့မနက်စာနေ့လယ်စာညစာတနေ့မှာ၃နက်ပဲစားမယ်။ဒါပေမဲ့တစ်ခါစားတိုင်းမှာအများကြီးစားမယ်။အထက်ထက်စားရင်၂နာရီကြာတစ်ခါ၃နာရီကြာတစ်ခါစားမယ်။တစ်ခါစားတိုင်းမှာတော့နည်းနည်းချင်းစီပဲစားမယ်။အဲ့ဒီနည်းကကျွန်တော်တို့အတွက်ကျန်းမာရေးပိုကောင်းပါတယ်။ နံပါတ်၄စီကြော်စာများလျှော့စားပေးပါအရက်တော့တဲ့ရင်အရက်ကိုလျှော့ပေးပါဒါမှမဟုတ်အရင်ဆိုးတဲ့ဆိုရင်တော့အရက်ကိုဖြတ်ပေးပါကော်ဖီတော့တဲ့ရင်ကော်ဖီကိုလျှော့တော့ပေးပါဒါမှမဟုတ်စိတ်နိုင်နေဆိုရင်ဖြတ်ပေးပါဒီနီလန်းနေနဲ့ကျွန်တော်တို့စချင်းပြန်ယောဂါကိုမိမိပါတာမိမိကာကွယ်နိုင်ပါတယ်ကုသနိုင်ပါတယ်စချင်းပြန်ယောဂါကမပြောက်နိုင်ဘဲနဲ့မိမိမှာအချိန်ကြာမြင့်စွာဖြစ်နေတယ် ဒါမှမဟုတ်ယောဂါဆိုးနေတယ်ဆိုရင်တော့နီးစက်ရဆေးရုံဆေးကန်းကိုသွားပြီးတော့စစ်ဆေးမှုတွေကုသမှုတွေခံယူဖို့လိုအပ်ပါတယ်စစ်ဆေးမှုတွေအနေနဲ့ကတော့အကြမ်းများဖြင့်ဓာတ်မှန်ရိုက်တာအစာအိမ်မှန်ပြောင်းကြည့်တာစသည်ဖြင့်ပါဝင်နိုင်ပါတယ်ဒီယောဂါအတွက်ကုသမှုတွေကတော့ယောဂါပြင်းထန်မှုပေါ်ကိုမူတည်ပြီးတော့တောက်ဆေးတောက်တာဒါမှမဟုတ်ရင်ခွဲစိတ်တာစသည်ဖြင့်ပါဝင်နိုင်ပါတယ် ဒီလောက်ဆိုရင်တော့စချင်းပြန်ယောဂအကြောင်းသိသွားတော့ပြီလို့ထင်ပါတယ်။အားလုံးပဲစိတ်အချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါမယ်ခင်ဗျာ။နောက်ထပ်ဗီဒီယိုအသစ်တစ်ပုံနဲ့အတူကျွန်တော်တို့ပြန်လာခဲ့ပါမယ်။